တရင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချက်နဲ့မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်ကိုလိတ်တို့လမ်းမိုင်းနဲ့နမ်မောက်တို့မှာတောင်ကိုလိတ်တို့လမ်းမိုင်းနဲ့နမ်မောက်တို့မှာစကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေပြီး စတကကဂျေဝါများကိုဇတိုက်ဝင်ရောက်ဆင်းနေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းတောင်ကိုလိမ့်တို့လမ်းမိုင်းမှာရှိတဲ့ဂျေဝါတွေကိုစကြောင်းတွေထိုးပြီးတော့ဘီတူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေတာကြောင့်အကြမ်းမဲ့စတက်နဲ့တော်လိုင်းရေးတပွဲတွေနှစ်ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့တောင်ကိုခရိုင်ဘီတူကားကွယ်ရေးတပွဲတရင်3500နှစ်တခွဲနှင်းမှတာဝန်ရှိသူတအူးကပြောပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ကစတင်ပြီးရေတားရှိဘက်မှတက်လာတဲ့ဂျမ်ဘတ်စတက်စကြောင်းဟာလိမ့်တို့လမ်းမိုင်းမှာရှိတဲ့ထုံးမိုကြီးခရိုင်ချင်းဆက်လမ်းတိုင်းတွက်လာခြင်းဖြစ်ကြောင်း အဲဒီစကြောင်းဟာလက်တို့လမ်းမိုက်မှာရှိတဲ့ထုံမို့ကြီးစကန်းနဲ့ကြောက်လုံးကြီးစကန်းတို့ကိုအင်အားဖြစ်တင်ရန်ရောက်ရှိလာခြင်းဖြစ်တယ်လို့သိရှိရပါတယ်။အဲဒီနောက်ဆိုပါကြမဲ့စက်တဲ့စကြောင်းဟာတောင်ငူလက်တို့လမ်းမိုက်မှာရှိတဲ့ဂျေးဝါများကိုဇတိုက်ဝင်အောင်ဆင်းနေပြီးတော့ပြည်သူပိုင်းနေများမှာစကန်းချခဲ့ပြီးတံမိုးကြီးပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီနောက်ဇွန်လ7ရက်နေ့နဲ့14ရက်နေ့တွေမှာအဲ့ဒီဂျမ်းမတ်စက်တဲ့စကြောင်းကိုဒေါ်တိုင်းတပွဲများကမုံကုံဂျေးဝါနဲ့ထုံမို့ကြီးဂျေးဝါအင်းမှာနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ကြအောင် ဲ့ဒီတိုက်ခိုက်မှုတွင်ဂျမ်ဘက်စစ်တပ်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတည်ပြုံးနိုင်ခြင်းမရှိပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေထိခိုက်ဒေဆုံးမှုကိုတော့တိကျမသိရဘူး။ရွာတွေမှာလည်းသူတို့စစ်ကြောင်းကြောင်အကုန်ပြေးနေကြရတယ်။အဒီစစ်ကြောင်းကမေလ29လောက်ကနေပြီးရေဒါရှေဘက်ကနေတက်လာပြီးတော့လိတ်တို့လမ်းကြောင်းကိုထုံမှုကြီးခရိုင်ချင်းဆက်လမ်းကြောင်းတိုင်တက်လာတာပါ။လေတို့လမ်းကြောင်းမှာရှိတဲ့ထုံးဖို့ကြီးစကန်ကြောက်လုံးကြီးစကန်နဲ့မှာတွာလာနေပြီးတော့အနီးနားကရွာတွေကိုပတ်မွေပြီးတမိုးရှိတဲ့ပစ္စည်းတွေယူ မင်းနေမှာစကန်ချနေတာကိုအဟန်တားလောက်တာပါလို့တံခိုးကရင်ပြည်သူ့ကားဝယ်တပ်ဖွဲ့တရင်3500နှစ်တခွဲနေမှာတာဝန်ရှိသူတဦးကပြောပြပါတယ်အဆိုပါတကမ်းမှုကိုတရင်3500နှစ်တခွဲတက်ကရင်ညုံဓမ္မအနှစ်တရင်ကလာအောင်ကန်ဂန်းဒီဂျာဒေတာကာကွယ်ရေးဖွဲ့တို့ကပူပေါင်းလုံးဆောင်ကြတယ်လို့သိရပါတယ်ဒါပြင်မကွေးတိုင်းနမောင်မျိုးနယ်တွင်စကြောင်းထုံးနေတဲ့အကြမ်းမဲ့စကောင်းစီတက်ကဂျေးဝါတွေကိုစက်တိုက်ဆင်းနေတယ်လို့ဒေါ်လိုင်းတပွဲတွေကနေစဉ်လိုက်လံတိုက်ခိုက်နေတယ်လို့လည်းငပြေမပြောကြားတပွဲမှတာဝန်ရှိသူတဦးကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာ နမောင်မြို့နယ်လကုံးပင်ဂျေးဝအုပ်တွင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဂျမ်ဘက်စကောင်းစီတသားများဟာလျော်တောင်ရွာကိုဝင်ရောက်ဆင်းနှင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဂျမ်ဘက်စကောင်းစီတသားတွေဟာဂျေးဝတွင်းမှာရှိတဲ့ဘီဒူပိုင်းပစ္စည်းများကိုစိတ်ကြိုက်ယူဆောင်ခဲ့ပြီးဘီဒူတွေမွေးမြူထားတဲ့ကျဝတ်များကိုလည်းတပ်ပြတ်စားတော့ကောင်လက်နက်ငယ်များနဲ့လည်းရန်တန်ပစ်ခတ်ခြင်းတွေကြောင့်ရွာလုံးကျွတ်နေပါထွက်ပြေးဒိန်းရှောင်နေရတယ်လို့သိရှိရပါတယ်။အဲ့လိုစကောင်းစီတသားတွေတဆွဲထားတဲ့လျော်တောင်ဖုန်ကြီးကျောင်းကိုငပြေမပြောက်ချတပွဲနဲ့မာမိတ်တပွဲများမှ၄၀မမဘုံပြေလောင်ချများနဲ့တွားရောက်တက်ခတ်ခဲ့ပြီးတော့ အကြမ်းမဲ့စကောင်းစီတသားများကလည်းလက်နက်ငယ်လက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ရမှာဒေသတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အဒီတိုက်ပွဲတွင်အကြမ်းမဲ့စစ်တပ်ကအသက်၆နှစ်အရွယ်ကျောင်းသားတအူးကိုလူသားတိုင်းဖြစ်အုံပြုခဲ့ပြီးနမောင်မျိုးပေါ်မှာစကုစစ်ကြောင်းများလည်းရောက်ရှိလာခြင်းကြောင့်ပြည်သူပိုင်နေအိမ်တွေကိုရန်ရှောင်းမှဆုတ်လို့ဒေါ်လန်ရေးပူပေါင်းတက်တွေကထိခိုက်မှုရှိပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။စကွဲစစ်ကြောင်းကထိခိုက်တိုက်ဆုံးမှုရှိနိုင်ပါတယ်။စကွဲတည်တဲ့စရင်ကိုတော့ကျွန်တော်တို့မသိရသေးဘူး။စကွဲတွေကတရင်ဖြောက်ထားတယ်။နောက်ပြီးစကွဲစစ်ကြောင်းကလည်းခိုးထိမဆုတ်သေးဘူး။ရှိနေပါသေးတယ်။ ကျွန်တော်တို့ရဲဘော်တွေလည်းစကွေးစစ်ကြောင်နောက်ကနေကတ်လိုက်နေတော့တိုက်ပွဲတွေကဆက်ရှိနေသေးတယ်လို့ငပြေမပြောကြားတပ်ဖွဲ့မှတာဝန်ရှိသူတအူကပြောပါတယ်။နောက်ထပ်မှတစ်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အမေရိကန်ပြည်ထောင်စုဘက်ဖယ်လိုမြို့မှာလူလူကောင်းဆောင်တော်ဆာဆူဂျီရဲ့နှစ်80ပြည့်မွေးနေ့အကျိုးဆုတောင်းပွဲကျင်းပခဲ့တဲ့တဲ့ငါကိုတင်ဆက်ပေးကြပါတယ်။အမေရိကန်ပြည်ထောင်စုဘက်ဖယ်လိုမြို့မှာလူလူကောင်းဆောင်တော်ဆာဆူဂျီမွေးနေ့အကျိုးဆုတောင်းပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲမှာဘက်ဖယ်လိုမြို့ကနေနိုင်ငံရေးဆိုင်ရာထက်တန်သူတွေတိုင်းရင်းသားညီကိုမောင်နှမတွေနဲ့ 21ရာစုຫນွေဦးဒေါ်လာရဲ့အတွင်းရောက်ရှိလာတဲ့မြန်မာမိသားစုများကစူပေါင်းချင်းပါခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပလဲကန်တောင်းတိုက်ပွဲကိုစကုလာရောက်တဲ့အကြံဘတ်စတက်မစကြောင်းမှုမိုင်းထီးတန်ရာရထားပြီးစကြောင်းတစ်ခုလုံးတက်ပြက်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းပလဲမျိုးနဲ့ကန်တောင်းစကန်းကိုစကုလာရောက်တဲ့အကြံဘတ်စတက်မစကြောင်းမှုမိုင်းထီးကစကြောင်းလဲတက်ပြက်နေတယ်လို့ရမပင်းခရိုင်တရင်ဆက်နဲ့ Gorilla Ranger တပ်ဖွဲ့တို့လင်းဝင်းရောက်ခဲ့တဲ့စစ်သားကပြောပြပါတယ်။ လဲမျိုးနဲ့ခန်းတောင်းတက်စကံမကြစေရတဲ့အနောက်မြောက်တိုင်းစစ်တနာကျုပ်ကစစ်ကူပေးပို့တဲ့စစ်တပ်စစ်ကြောင်းဟာ၎င်းတို့သွားခဲ့တဲ့လမ်းတလျှောက်တိုက်ခိုက်ခံခဲ့ရကြောင်းဒါပြင်စစ်သားတအုပ်လဲတည်ဆုံးထားကအဲ့ဒီစစ်ကြောင်းမိုးကလည်းမိုင်းတီးတန်ရာရရှိထားတယ်လို့အလင်းဝင်လာတဲ့စစ်တပ်ကိုထက်လင်းအောင်ကရှင်းပြပါတယ်အဲ့ဒီလင်းဝင်လာတဲ့စစ်တပ်ကိုထက်လင်းအောင်ဟာ2024ခုနှစ်ဆယ်လပိုင်းကရတောက်ရန်ဖြစ်ရာကနေအချုံနှစ်ပတ်ချားခံရာကစစ်သားဖြစ်စုဆောင်ခံရသူဖြစ်ကြောင်းအဲ့ဒီနောက်ရင်းနှီးမျိုးနဲ့တောင်ကုန်မျိုးတွေမှာစစ်တပ်နဲ့၅လနဲ့စစ်မြေပြင်၂လတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ မုံရမျိုးခြေဆိုင်နာမြောက်တိုင်စစ်တပ်နာချုပ်တို့ဘိုးဆောင်ခံရသူဖြစ်ကြောင်းအရင်နောက်ပလဲမျိုးနဲ့ဂန်တောင်းရွာတိုက်ပွဲကိုစစ်ကူဘေးရန်တို့ကမုံရနာမြောက်တိုင်စစ်တပ်နာချုပ်နာမခရဲရဲနဲ့အင်မတီးပြူစောတီစကန်းတို့ပို့ဆောင်ခံခဲ့ရကြောင်းစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ချင်းမုံခံရပြီးတဲ့နောက်မှာ MA1 အမျိုးသားတနက်တလက် G45 တောင်း G45 တောင်းမိုင်းတလုံးနဲ့အတူစစ်ကြောင်းတွင်းမှထွက်ပြေးလာကရမပင်ခရိုင်မှာစနစ်တရင်ထံလင်းဝင်ခဲ့တယ်လို့သိရပါတယ်ဇွန်လ9ရက်နေ့မုံရမျိုးနာမြောက်တိုင်စစ်တပ်နာချုပ်မှပလဲမျိုးနယ်အင်မတီးရွာပြူစောတီစကန်းတို့ ရဲရဲနဲ့အင်အား140ခန့်ပို့ဆောင်ခဲ့ကြောင်းအဲ့လိုပို့ဆောင်ပြီးတဲ့နောက်မှာကန်တောင်းရွာဘက်ကိုစစ်ခုစစ်ကြောင်းဖြစ်ခြေလျင်သွားရောက်စဉ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နဲ့မာမိတ်ပူပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာတက်ပြတ်ပြီးတော့ဟိုတဆူတီတဆူဖြစ်နေတယ်လို့သိရှိရပါတယ်။အရင်မှာထိတွေ့မှုဖြစ်တာက PLA နဲ့ဖြစ်တာပါ။စစ်ကြောင်းကဟိုတဆူဒီတဆူအနေထားပဲ။ဂိုင်းတွင်းရွာထဲမှာအင်အား30လောက်ရှိတယ်။တချို့ကလည်းပျောက်နေတာ။တချို့ကတေဆုံသွားတာတွေရောတက်ပြတ်နေတဲ့အနေထားပဲ။လက်ရှိတော့တိုက်ပွဲကငြိမ်နေပါတယ်။ထိတွေ့တိုက်ပွဲမှာသူတို့စစ်ကြောင်းမှုလည်းမိုင်းထိထားတယ်လို့ပြောတယ်။ တည်ဆုံးတာကတော့တိကျမသိရသေးဘူးလို့ပြောတယ်။သူ့နဲ့လင်းဝဲမဲ့သူတယောက်တည်သွားတာသိတယ်လို့ပြောတယ်။အဲဒါကြောင့်သူလဲစကြောင်းကနေလစ်ပြီးတော့ထွက်ပြေးလာတာ။ပြီးတော့ကျွန်တော်တို့ရဲဘော်တွေရှိတဲ့ကာကင်ပွိုင်းစီလာပြီးအလင်းဝဲဘိုးဆိုပြီးတော့ပြောတာပါ။ဂျိုတင်ချိတ်ဆက်ထားတာလည်းမရှိဘူး။သူတို့တွေကဖုန်းတွေလည်းအသိခံရတာဆိုတော့လို့ရင်မပင်ခိုင်တရင်စနစ်မှတာဝန်ရှိသူတဦးကရှင်းပြပါတယ်။အဆိုပါဗလဲမျိုးနဲ့ခန်းတောင်စကန်တိန်တိုက်ပွဲကိုပြီးခဲ့တဲ့ဆွန်လနှစ်ရက်နေကတည်းက PLA ဦးဆောင်တဲ့ဒေါ်လာရင်းတက်များကတိုက်ခိုင်းနေခြင်းဖြစ်ပြီးတိုက်ပွဲဟာနှစ်ပတ်နီးပါးကြာမြင့်တဲ့အထိပြင်းထန်နေဆဲလေဖြစ်ပါတယ်။ ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ကြီးမှာအင်အား30ရှိတဲ့စခါဆာထိုင်ခြားနေရာကိုတိုက်ခိုက်မှုတွင်စစ်တပ်ကရှေ့ဦးတည်ဆုံးပြီးခဲရန်များတင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဒေသကြီးကြောက်ကြီးမြို့နယ်အုံမင်းစုရွာမှာအင်အား30ကျော်နဲ့ထိုင်ခြားတပ်ဆွဲထားတဲ့စကောက်စီတပ်သားတွေကိုဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်ကရှစ်ကောင်တေးပြီးအများပြားဒဏ်ရာရရှိခဲ့ပြီးတော့လက်နက်ခဲရန်တင်ဆက်ရရှိမှုတွေရှိခဲ့တယ်လို့သိရပါတယ်။၂၀၂၅ခုနှစ်ဇွန်လ6ရက်နေ့ကအထူးကွန်မန့်တို့တပ်ဖွဲ့နဲ့မဟာမိတ်တွေပူးပေါင်းပြီး အစောပိုင်းထိုင်ချရနေရာတို့ဟန်ချန်ညင်ကြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ကဒီမှာပူပေါင်းတပွဲတွေအနေနဲ့ပူပေါင်းပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေတာခုမှမဟုတ်ပါဘူး။ကြာခဲ့ပြီပေါ့နော်။အပွဲတွေနဲ့တူပူပေါင်းဖော်ဆောင်ခဲ့တဲ့တိုက်ပွဲတွေကလည်းမနေတော့ဘူး။အဲဒီမှာဘေးယူလည်းမျှတယ်လို့တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာလည်းထိထိရောက်ရောက်လှုပ်ဆောင်နိုင်တယ်လို့အထူးကွန်မန့်တို့တရံမှတာဝန်ရှိသူတဦးကပြောပြပါတယ်။ဒါပြင်အဲဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့ချိန်တွင်နတ်တန်းကွင်မျိုးနဲ့ကြောက်ကြီးမျိုးတွေမှာရှိတဲ့စကောင်းစီစကန်းတွေကနေရန်တန်းပြီးတော့လက်နက်ကြီးဖြစ်ခုပေးခဲ့တဲ့အနေထားလောက်သာရှိခဲ့ပြီးတော့ မြေပြင်စစ်ကူဘေးဒါမျိုးတော်မရှိဘူးလို့၎င်းကဆက်ပြောပြပါတယ်။အခုကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့နေရာကစကောင်းစီရဲ့ထောက်ပို့လမ်းကြောင်းပေါ်ကရွာလေးတူပါဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့တွားရောက်တိုက်ခိုက်တဲ့အခါမှာစကောင်းစီဘက်ကတော့ထုံးစံတိုင်းပဲပြပြဲဆိုတဲ့အခြေအနေတစ်ခုမှပဲရှိပါတယ်။လက်နက်ကြီးကလည်းရန်ဖြစ်တာပဲရှိတယ်လို့ပြောပြပါတယ်။အဆိုပါတိုက်ပွဲတွင် MA 11တလက် RPG 7တလက် G3G 980တောင်း40မမကြီး10လုံး RPG ပိုရန်12ခု RPG အသီးကိုလုံး MA ခွင်းပုံး9လုံးလက်ပစ်ပုံး9လုံး14မိုင်း9လုံး ရှေတော့မိုင်သုံးလုံးအမေဂျီပေါက်သုံးပေါက်မိုင်းရှားဆက်တစ်လုံးနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုကိုထူခွန်မတ်တို့တည်ရင် GNL တည်ရင်ရှေ့တည်ရင်ကိုအာလာဝကားစစ်ကြောင်း3900နဲ့တည်ရင်ရန်ကုန်ဘာကာဖားနဲ့အေယာဝတီဘာကာဖားတို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီးတော်လိုင်းရင်အင်အားစုဘက်ကရဲဘော်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရေကြီးအမြောက်တပ်မှစကောင်းစီတပ်သားအများအပြားထွက်ပြေးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ AR တိုင်းရေကြီးမြို့နယ်ခြေဆိုင်အမှတ်3လေးလေးအမြောက်တက်ကနေစကောင်းစီတတရောင်း20ထွက်ပြေးသွားတယ်လို့မြောက်တက်နဲ့နေဆက်သူတွေစီကသိရပါတယ်။အဲ့ဒီရေကြီးအမြောက်တက်3လေးလေးကနေပြီးခဲ့တဲ့ဇွန်လ6ရက်နေ့က6ယောက်၊ဇွန်လ10ရက်နေ့က11ယောက်၊ဇွန်လ14ရက်နေ့က3ယောက်ထွက်ပြေးသွားတာလို့ဆိုပါတယ်။အခုဆင်းမြေပြင်မှာတိုက်ပွဲတွေအကြအများလာတာကြောင့်စစ်သားတွေအများစုကစိတ်တက်တွေရင်ရင်ပြီးတော့ထွက်ပြေးတာ။ထွက်ပြေးတဲ့တပ်သားတွေကအရင်တပ်သားတွေလားစစ်မှုတန်တပ်သားတွေလားတော့မသိသေးဘူးလို့အမြောက်တက်နဲ့နေဆက်သူတယောက်ကပြောပြပါတယ်။ ဒါပြင်အဲ့လိုစကောင်းစိတ်တသားတွေထွက်ပြေးသွားတာနဲ့ပတ်သက်လို့အဘူတပြင်းလိုက်လံရှာပွေတာတွေမလုပ်ပေမဲ့လည်းစစရေခိတ်တွေကိုတရင်ပို့ထားတယ်လို့သိရပါတယ်။လက်ရှိရေကြီးအမြောက်တပ်အုံလေးလေးနားမှာစကောင်းစိတ်နဲ့အာရခတ်တတော်အေးပူပေါင်းတက်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးတော့လက်နက်ကြီးလက်နက်ငယ်ဖြစ်ခတ်တန်တွေကြားနေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒုတိယညအဖြစ်အီရန်ကအစ္စရေးကိုဒုံးချီ150ဖြစ်ခတ်ခဲ့ပြီးအီရန်ရေနံတိုးလောင်းယုံကိုဖြစ်ခတ်ဖောက်ခွဲခဲ့ကောင် တီဟီရန်လောင်မီးကျနေပြီလို့အစ္စရေးကဝန်ကြုံးဝါခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ယမန်နေ့ဇွန်လ14ရက်နေ့ညမှာအီရန်ဘက်ကနေအစ္စရေးတို့ဒုတိယညတိုက်ခိုက်မှုဖြင့်ဒုံးကျည်အစင်းတရာနဲ့တစ်ချိန်နောက်ထပ်ဒုံးကျည်အစင်း60နဲ့တစ်ချိန်ပြစ်ကတ်တိုက်ခိုက်ခဲ့ကောင်။တစ်ဖက်မှာအစ္စရေးဘက်ကလည်းအီရန်စီတိုလောင်ယုံတွေကိုပြစ်မှတ်ထားလက်တုံးပြန်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးရဲ့ Hyper Power လူနေထူထဲရမျိုးပြများကိုအီရန်ဘက်ကပြစ်မှတ်ထားပြီး True Promise 3စစ်စင်ရေးလို့နာမည်ပေးထားတဲ့စစ်စင်ရေးဖြစ်တိုက်ခိုက်ခဲ့ရမှာ။ ဂျော်ဒန်နိုင်ငံအက်ဒမန်မျိုးတော်ကားပင်ပောက်ကွဲတန်းတွေကိုတိုင်းတာကြားနေရကြောင်းအဲဒီမှာလူပေါင်းများစွာတန်းရရထားသလိုအသက်20ဝန်းကျင်အမျိုးသမီးတအူးနဲ့အခြားရတား၂ဦးလည်းဂါလီလီနောက်ပိုင်းမှာတည်ဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။လက်ရှိမှာအစ္စရေးစစ်တပ်ဟာအီရန်ဒုံးကျည်များကိုလေကြောင်းရန်ကာကွယ်ရေးစနစ်များမှဖျက်ချရန်ကြိုးစားနေတဲ့နေတပြိုင်နက်အီရန်နိုင်ငံမျိုးတော်ထီရာမှာရှိတဲ့အီရန်ကာကွယ်ရေးဝန်ကြီးဌာနချုပ်နျူကလ িয়ার တပ်ခွဲကမ်းများနဲ့ရေနံတူလောင်ကမ်းများကိုပြစ်မှတ်ထားကပြန်လည်တိုက်ခိုက်ခဲ့ရမှာ။အီရန်ဘက်ကရေနံတူလောင်ယုံကြီးတစ်ခုမီးလောင်ပောက်ကွဲသွားခဲ့ပြီး အစ္စရေကဝယ်ရေးဝန်ကြီးကလူမှုကွန်ရက်ပေါ်မှာဒီဟီရန်လောင်မီကျနေပြီလို့ပိုစေးတင်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ13ရက်နေ့ကတည်းကအီရန်ကနျူကလ িয়ার ဘုံးကိုဒီထွင်းကဆင်းမြင့်တင်နေပြီးမိမိတို့အားတိုက်ခိုက်ရန်ရှိနေတယ်လို့အစ္စရေဘက်မှထုတ်ပြန်ကအီရန်နိုင်ငံတွင်းမှာဂျက်ဖိုက်တာလေယာဉ်အစီးနှစ်ရာကိုတုံးပြီးပြင်းထန်တရာကိုတိုက်ခိုက်ခဲ့ရမှာအီရန်ဗိုလ်ချုပ်များနဲ့နျူကလ িয়ার သိပ္ပံပညာရှင်များတည်ဆုံခဲ့ရမှာအီရန်ဘက်ကဒုံးကြီးနဲ့ဒရုန်းများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရမှာအလုံးစုံစစ်ပွဲအတွင်ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာအစ္စရေဝန်ကြီးကတော့ အီရန်ရဲ့တိုက်ခိုက်မှုတွေဟာပြည်သူများနေထိုင်ရာကိုဦးတည်နေတာကြောင့်တမ်းမတ်ထားတဲ့စီမံစည်းကမ်းကိုကျော်လွန်သွားပြီဖြစ်တာကြောင့်အီရန်ခေါင်းဆောင်အနေနဲ့အခုလိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်ဒီဟီရန်မျိုးကြီးလောင်ကျွမ်းသွားစေရမယ်လို့သတိပေးထုတ်ပြန်ခြင်းဖြစ်ပါတယ်။ဒါပြင်အီရန်ခေါင်းဆောင်ကလည်းအစ္စရေးပြတ်သုံးရမှာဖြစ်ပြီးတော့အကြီးအမားဆုံးပြစီဆုံးရှုံးမှုတွေကကြမဆိုးတွေနဲ့ဂျုံစီရမယ်လို့ကြိမ်ဆိုပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ